ဒီပြင်းလေးလည်းဖြောင်းရတယ်မိကက်တွေလည်းလင်းရတယ်တချင်းစာသားတွေလည်းကျက်ရတယ်ပေါ့နောက်ပြီးတော့ဟိုအရင်တော့ကတော့လိုကြောညာတွေကိုတချင်းဆိုပြီးတော့ရိုက်ခဲ့ဘူးရယ်ဆိုပေမဲ့ဒီအခုတစ်ခေါက်ပုံစံကြတော့မတူဘူးလေသူကဟိုအော်ပရာပုံစံမျိုးတေးသေးဖို့ပုံစံမျိုးလိုရတာဆိုတော့နည်းနည်းလေးတော့အခက်အခဲရှိတယ်တော်တော်လေးလည်းလေးချင်းယူလဲရတယ်ထာမန်တော်ဒီငွေဒီစိတ်ဆင်မနဲ့တံဘိုးဟာငါမျိုးသမီးလေးတွေ့တာဖြစ်ရမှာမိသားစုရဲ့ကိုယ်ကိုယ်လည်းတဆီမှာ နည်းတော့ဒီစိန်စပယ်ဦးရဲ့ကြော်ညာလေးပေါ့နော်ကြော်ညာလေးကိုကျွန်တော်လည်းပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်ပွဲလေးတက်ဖြစ်တာစိတ်လှုပ်ရှားတာပေါ့နော်ဟိုရိုက်ကူးမှုပုံစံတက်လည်းဖြစ်တယ်ကျွန်တော်တို့အတွဲကလည်းထူးဆန်းတယ်ပြီးတော့ကျွန်တော်တို့တရုပ်ဆောင်ရတဲ့ပုံစံတွေကလည်းခါတိုင်းကြော်ညာရင်းနဲ့မတူတဲ့ခါကျတော့စိတ်လှုပ်ရှားတာပေါ့ဒီကတော့ပုံလေးပေါ့နော်စေတနာကောင်းတယ်စိန်ယူသေးစမှန်တယ်ဈေးနှုန်းမှန်ကန်တယ် အဲပြီးတော့ဝယ်သူတွေပေါ်မှာစေတနာထားတယ်မေတ္တာထားတယ်အဲဒီစေတနာမေတ္တာတွေရောင်းမြတ်တယ်လို့ကျွန်တော်ယူဆပါတယ်အာကျွန်တော်ကဘုန်းလေးပြောရရင်တော့ဟိုအောက်ကြားလေးဖြစ်တယ်ကျွန်တော်အဲ့လိုမျိုးလက်ဝတ်ရတနာတွေနဲ့ပိတ်ပြီးတော့ဟိုကျွမ်းတွေမရှိဒါပေမဲ့အဲအကြောင်းရရိုက်တဲ့နေရာတော့မှကြီးလိုက်တော့ဘာလို့ဆယ်ညအရန်ကြီးတစ်ဖက်ဖက်လေးလက်ပြီးလို့ရန်အကောင်းသားမှရန်တိတာကဟိုစိန်ချောင်းနားမလဲတဲ့လူတော့မှာပဲအာဒီစိန်ကတကယ်ကိုကိုတန်တကယ်ကိုစစ်မှန်တဲ့စိန်တွေဆိုတာခံမှန်းမရဘူး ကျွန်တော်ကိုမျိုးကစပြီးဆက်သွယ်လာပေါ့နော်ကိုမျိုးတောင်ကြီးကဆက်သွယ်လာကျွန်တော်ကတော့နောက်နေအောင်နေမဟုတ်ဘူးလို့ဒီအတက်ရွယ်ကြီးနဲ့တော့မဖြစ်နိုင်ဘူးတဲ့တူတယ်မဟုတ်ဘူးတဲ့စိန်ဆွယ်ဘူးကကောင်ကြီးကအာကိုတဲ့ကိုပါပြီးခြင်းတယ်ဆိုတော့ဟုတ်ပြီဆိုပြီးတော့ဇန်ညွန်ရောက်လာတယ်ကျွန်တော်ထပ်ပြီးတော့အံ့ဩသွားရိုက်ကူးနေကြပုံစံမဟုတ်တဲ့တည်းလေဆိုတော့တချင်းနေဆိုတော့မျိုးတော့အဲ့ဒီအချိန်မှာကျွန်တော်ကအာပေါ့စီနဲ့ကျွန်တော်ပင်းတရမှာဆက်လန်တွဲရိုက်တာပေါ့နော်ဆိုတော့မော်မန်နေ့ရောက်တိုင်းမင်းနဲ့ဘယ်လိုတွေလောက်ကြမလဲပေါ့နော် ူတင်မှာအားလို့ရှိရင်တချင်းကြက်ကြရတယ်။တယောက်နဲ့တယောက်နဲ့လို့အမူအရာတွေလုပ်ပြကြရတယ်ပေါ့နော်။အဲ့လိုမျိုးတော်တော်လေးကိုတေချာလေးတော့ပြင်ဆင်ခဲ့ရတယ်။ဒီကောင်းလေးရလို့အများအားပေါ့နော်။ရှေ့မှာလည်းကျွန်တော်စင်စွယ်မှုကြောင့်ကြတဲ့ကျွန်တော်ရိုက်ပေးမှုတဲ့ဒရိုက်တာတွေပေါ့နော်။အဲမတ်ထန်တဲ့ဆလွန်နဲ့ပေါ့နော်။အဲ့လိုဆိုလို့ရှိရင်တာမီနှစ်ယောက်အဲ့လိုအတွဲအဆက်လေးကောင်းလေးရလို့မျိုးစိတ်ကူးစမ်းသပ်လေးဖြစ်တယ်ပေါ့နော်။နောက်လည်းအဲ့လိုစိတ်ကူးစမ်းသပ်နေထပ်ထွက်လာအောင်ပဲလို့ကျွန်တော်လင်းပါတော့။အဲ2026မှာကျွန်တော်ပထမဆုံးကတော့အကြောင်းသားဇာလန်လေးတစ်ခု January ရဲမှာရိုက်ပေးရှိတယ်။အဲ့ဒါပြီးတော့ပြန်မှာပြန်မှာတော့ဒီ အားနည်းချက်ကလားအားနည်းချက်ကတော့ကျွန်တော်အဲ့လိုအလုပ်ကိုလောဘကြီးတာပေါ့အလုပ်ကိုလောဘကြီးတဲ့အရန်နေလက်ခံရလို့တခါလီမနိုင်မင်းနေဖြစ်တယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်အားနည်းချက်ပေါ့အားသာချက်ကတော့ကျွန်တော်လှုပ်တဲ့လှုပ်တဲ့အလုပ်တိုင်းကျွန်တော်စေတနာအပြည့်ထားပြီးတော့လှုပ်တာဖြစ်တဲ့အတွက်အရာလေးတစ်ခုအထင်စင်စွယ်ဘူးနှစ်ပေါင်းများစွာတည်တတ်ပါစေပေါ့တယ်ပေါ့မှာလဲစေတနာထားနိုင်ပါစေအေးသွေးမြေရဲ့အစိတ်တွေလည်းဆက်လက်ရောင်းချနိုင်ပါစေကောင်းလေးလည်းဒီတတ်မကပို့ပြီးတော့ဘူးကန်းနေလှုပ်နိုင်ပါစေလို့ဆုတောင်းပေးပါမယ်